မင်္ဂလာပါရှင်။လေဖန်ယုတ်တန်ရဲ့ညနေခင်းသတင်းများကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့မှာတော့နေပြည်တော်ရှိအေးချမ်းသာဟိုတယ်မှာပိတ်မိနေတဲ့အမျိုးသားတအုပ်ဟာပြင်းထန်ကလေးလှုပ်ပြီး၅ရက်မြောက်နေ့မှာအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်ဆိုတဲ့သတင်းအပအဝင်နောက်ဆုံးညနေခင်းသတင်းများကိုတင်ဆက်ပေးတော့မှာပါ။ဒီသတင်းရဲ့ပြင် တနိုင်ငံလုံးဝန်းနေကြေကွဲနေရတဲ့ကာလဖြစ်တာကြောင့်ယခုနှစ်တကြံကို အပျော်ပါတီဆိုကခုံမှုများမပါဝင်ပေရိုးရာရင်ကျေးမှုနဲ့အညီအေးချမ်းတရသောတကြံအဖြစ်ကျင်းပသွားမယ်လို့ထုတ်ပြန်နေတဲ့။အရာလုံးကြီးမားတဲ့ငလျင်လှုပ်ခတ်မှုအပြီးအေဘီလ၂ရက်တနက်ပိုင်းအထိနောက်ဆက်တဲ့ငလျင်58ကြိမ်လှုပ်ခတ်ခဲ့တဲ့တဲ့။ မန္တလေးမြို့ကျုံဘေးမှာငလျင်ဘေးတံခန်းစားရသူများနဲ့ငလျင်လောင်ဆောင်သူများယာယီမိုးကများနဲ့နေထိုင်သူများပြားလျက်ရှိရဲဆိုတဲ့အစားရှိတဲ့တွေများကိုတင်ဆက်ပြီးတော့မှာပါ ဥဇော်တဲ့နေပုံအနေနဲ့နေပြီးတော့ရှိအေးချမ်းသာဟိုတယ်တွင် ပိတ်မိနေတဲ့အမျိုးသားတအူအားပြင်းထန်ကလေးလှုပ်ပြီးငရဲမြောင်းနေမှာအသက်ရှင်လျက်ကယ်ဆယ်နိုင်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။နေပြီးတော့မှရှိတဲ့အေးချမ်းသာဟိုတယ်မှာပိတ်မိနေတဲ့အမျိုးသားတအူကိုပြင်းထန်ကလေးလှုပ်ပြီးငရဲမြောင်းနေမှာအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါဗျ။ Çıkmaz çıkmaz. O seni buradan çıkar. Okay. <laughs>

။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနိုင်ငံလုံးဝန်내ခြေခွဲနေရတဲ့ကာလဖြစ်တာကြောင့်ယခုနှစ်တကြံကိုအပျော်ပါတီဆိုကခုံမှုများမပါဝင်ပေရိုးရာရင်ကျေးမှုနဲ့အညီအေးချမ်းသာရတဲ့တကြံဖြစ်ကျင်းပသွားမယ်လို့ထုတ်ပြန်တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။တနိုင်ငံလုံးဝန်내ခြေခွဲနေရတဲ့ကာလဖြစ်တာကြောင့်ယခုနှစ်တကြံကိုအပျော်ပါတီဆိုကခုံမှုတွေမပါဝင်ပေရိုးရာရင်ကျေးမှုနဲ့အညီအေးချမ်းသာရတဲ့တကြံဖြစ်ကျင်းပသွားမယ်လို့အေပီလာတရက်မှာနောက်ဆက်ကသတင်းထုတ်ပြန်ရေးဖွဲ့ကထုတ်ပြန်ပါတယ်။ လက်ရှိကြုံတွေ့နေရသောပြင်းထန်တဲ့ငလျင်ပေးအနေအထားနေပြည်တော်ကောင်စီနယ်မြေစခိုင်းပကိုးမကွေမန္တလေးတိုင်းဇာချင်းနဲ့ရှမ်းပြည်နယ်တို့အတွင်းမှာပြည်သူ့အချို့တေဆုံးတန်ရာထိခိုက်နေတာဆုံးရှုံးမှုများကြုံတွေ့နေရကြောင်းနာဆကကထုတ်ပြန်ထားပါတယ်။ထို့ကြောင့်တနိုင်ငံလုံးဝန်ထဲချိန်ခွဲနေရသောကာလဖြစ်တာကြောင့်ယခုနှစ်မြမရိုးရွာတကြံကိုအပျော်ပါတီဆူကောက်ခုံမှုများမပါဝင်ပဲရိုးရွာရင်ကျင်းမှုနဲ့အညီအေဂျင့်တာယာသောတကြံအဖြစ်ကျင်းပသွားမှာဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးအင်အားလုံးကြီးမားတဲ့ငလင်လှုပ်ခတ်မှုပြီး AP 2ရက်နက်နက်ပိုင်းအထိနောက်ဆက်တွဲငလင်58ကြိမ်လှုပ်ခတ်ခဲ့တဲ့တွင်ကိုတင်ဆက်ပေးကြပါမယ်။နှစ်ပေါင်းတရားကျော်အတွင်းမက်လ28ရက်နေ့ကအင်အားအလုံးကြီးမားတဲ့ငလင်လှုပ်ခတ်မှုအပြီးမှာ AP လ2ရက်နေ့နက်နက်ပိုင်းအထိနောက်ဆက်တွဲငလင်35ကြိမ်လှုပ်ခတ်ခဲ့တယ်လို့မွေးလေဝသနဲ့ဇလားပြည်သားညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်။ မလ28ရက်မော်လယ်12:51မိနစ်3ည20ကံမှာ Richter's Gate 9.8အစဉ်ရှိရဲ့အင်အားအလွန်ကြီးမားတဲ့ငလင်လှုပ်ခတ်မှုအပြီးမှာနောက်ဆက်တဲ့ငလင်တွေဇက်တိုက်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ April 2ရက်နေ့မနက်ပိုင်းမှာငလင်3ခုထပ်မံလှုပ်ခတ်ခဲ့တာပါ။ April 2ရက်နေ့မနက်3:48မိနစ်3ည9စက္ကန့်က ပါစီမျိုးရဲ့အရှိမြောက်ဖက်၁၉မိုင်ခန့်အကွာကိုဗဟိုပြုပြီးအနက်၁၀ကီလိုမီတာအင်ရစ်တာစကေ3.4အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒါ့ပြင်ဒီကနေ့မနက်ပိုင်း9:30၊3:30စက္ကန့်က ရေတာရွှေမြို့ရဲ့အရှိအရှိမြောက်ဖက်၃မိုင်ခန့်ကိုဗဟိုပြုပြီးအနက်၄ကီလိုမီတာ AR Rister စကေ၃ဒသမ၁ရှိတဲ့ငလင်ဟာ၎င်းမနက်၁၀နာရီ၁၈မိနစ်၁၂စက္ကန့်မှာထီးကြိုင်မြို့ရဲ့အနောက်အနောက်တောင်ဘက်၉မိုင်ခန့်မှာအနက်၁၀ကီလိုမီတာ AR Rister စကေ၃တဲ့ငလင်တို့လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အင်အားပြင်းငလင်တွေလှုပ်ခတ်မှုအပြီးမှာနောက်ဆက်တွဲငလင်တွေထပ်မံလှုပ်ခတ်နိုင်ခြင်းရှိတာကြောင့်တရီထားနေထိုင်မှုမိုးစလကတရိပ်ပေးထားပါတယ်။ဧပြီလမနက်ပိုင်းအထိရရှိထားတဲ့စင်းရင်းတွေအရာ အင်အားပြင်းကလေးလှုပ်ခတ်ခဲ့မှုကြောင့်သေဆုံးသူ2139ဦးထရာရရှိသူ4521ဦးနဲ့ပျောက်ဆုံးသူ442ဦးရှိတယ်လို့သိရပါတယ်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မန္တလေးကျုံပေးမှာငလင်ပေးတံခန်းဆားရသူများနဲ့ငလင်လာရှောင်သူများယာယီမိုးကာများဖြင့်နေထိုင်သူများပြက်လျက်ရှိတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မန္တလေးမြို့ကျုံပေးမှာငလင်ပေးတံခန်းဆားရသူတွေနဲ့ငလင်လာရှောင်သူတွေယာယီမိုးကာတွေနဲ့နေထိုင်သူများပြက်လျက်ရှိရလို့သိရပါဗျ။ အရင်ကကျုံအနောက်လမ်း80ဘေးမှရှိတဲ့ဝင်းထဲကတိုက်ခန်းနေနေတာပါငလင်းနှုတ်လို့တိုက်ခန်းအောက်ကမြင်းကြီးတက်ကကျုံသွားတယ်တိုက်ခန်းလဲဆောင်းသွားပြီနေလို့လည်းမရတော့ဘူးကျုံဘေးမှာမိုးကတစ်ချက်နဲ့ယာယီတဲထိုးပြီးမိသားစုလိုက်နေနေရပါတယ်လို့အသက်60ကျော်အမျိုးသားတဲဦးကပြောပါတယ်ကျမတို့အိမ်ကအက်သွားတာပဲဖြစ်သွားတာပါငလင်ကဇက်တိုက်လှုပ်နေတော့အိမ်မှာဆက်မနေရတော့ဘူးကျုံမင်းမှာယာယီမိုးကထိုးပြီးနေနေတာပါလို့ အသက်50ကျော်အမျိုးသမီးတဦးကလည်းပြောပါရယ်။ယာယီမိုးပါရီနဲ့နေထိုင်သူတွေဟာကျုံအနောက်ဘက်လမ်း၈၀မှာအများဆုံးဖြစ်တယ်လို့သိရပါရယ်။ Level 3ညနေခင်းသတင်းများကိုတင်ဆက်ပေးခဲ့တာပါ။ကြီးစုနားဆင်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်။မင်္ဂလာရှိသောညနေခင်းလေးဖြစ်ကြပါစေရှင်။